က်ရှာပုံစံမျိုးနဲ့အိုးထုံးနဲ့ဂျင်းပေါင်းမီလည်းအဲဂျင်းပေါင်းမီအရှိနဲ့အဲဖက်နက်အပားနဲ့ပေါ့တော့သူကရောက်ကရှာပေါ့ကျွန်မကတော့ကတ်လာပြီးတော့သူကဘာပြောလဲဆိုတော့အဲ့လိုထိုင်နိုင်ခြင်းမဲနော်ဟွာညီမရဲ့ကေဘေးဝေပေးရှိလာတယ်ဆိုတော့ကျွန်မကဟိုးရင်နဲ့အချင်းတစ်ခုရှိရလို့လူစိမ့်နေပါစကားလာပြန်ကျွန်မမကြိုက်ဘူးမထင်တာသူတယောက်ထဲရောလာတာတော့မဟုတ်လား ဘီနာမှာ၂ရက်တောင်ရောက်လာလို့ရှင်းရှင်းမှာဒါကျွန်မပတ်ဝန်းကျင်ကိုတစ်ချက်လှမ်းကြည့်လိုက်ရှင်းဘီပတ်ဝန်းကျင်မှာရှင်းတယ်ကျွန်မတို့တာဝန်ရှိရဲ့လူကတကယ်လို့အဲ့လိုမျိုးဝင်လာလို့ရှင်းလို့ကိုရီးယားသိရင်ကိုကဦးအောင်တိုက်ခိုက်ပါတဲ့ကျွန်မတို့မှာထားတယ် မင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ဒီနေ့တငယ်ချင်းတို့တင်ဆက်ပေးမယ့်သတင်းလေးကတော့ဒီကအမားတယောက်ကပေါ့နော်အပြင်ကိုသွားလှည့်ရင်းနဲ့ပေါ့နော်ချန်ရှင်စကွဲမှာသူကြုံတွေ့ရတဲ့အတွေ့အကြုံလေးကိုပြန်လည် share လုပ်ပေးထားတဲ့ဗီဒီယိုလေးကိုဘုသူရာရတဲ့အနေနဲ့တငယ်ချင်းတို့ပြန်လည်မျှဝေပေးခြင်းပါတယ်ဗျာနော်ဒီကအမားဆိုရင်သူကချန်ရှင်စကွဲမှာထိုင်နေရင်းနဲ့ပေါ့နော်သူ့ရဲ့ဘေးနာကိုလူစိမ်းတယောက်ကကတ်လာပြီးတော့မူမမှန်တဲ့ပုံစံမျိုးနဲ့သူ့ကိုတခုခုလှုပ်တော့မဲ့အနေထားမျိုးထိအောင်ပါသူကကြုံတွေ့လိုက်ရတယ်ဗျာနော် ူကြုံတွေ့ရတဲ့အကြောင်းအရာလေးကိုဒီကကြည့်နေကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေတွေသူ့လိုအဖြစ်ပြက်မျိုးမဖြစ်အောင်ဘလို့ကြိုတင်ကာကွယ်ရမလဲဆိုတဲ့အတွေ့အကြုံလေးတွေပါသူက share တွင်လုပ်ပေးတာဖြစ်တဲ့အတွက်တငယ်ချင်းတို့လည်းဘဟုသုတရမယ်လို့ကျွန်တော်ထင်တဲ့အတွက်ပေါ့နော်ဒီဗီဒီယိုလေးကိုဆောင်း like ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်ဗျာနော်ကျမဒီနေ့ Junction Square မှာကြောက်ရရဖြစ်ဖြစ်လေးတခုကိုအ ူးသဖြင့် main ကလေးအတွက်ပို့ပြီးတော့ sharing ပို့လုပ်ပေးခြင်းနဲ့ဒီနေ့ကျမနဲ့ကျမညီမ main ကလေးတွေကြည့်နေရဆိုရင်တိတ်တိတ်ချာချာလေးနားထောင်ကြပြန်နော်သူကသူတငယ်ချင်းနေနဲ့တွားစရာရှိရဲဆိုတဲ့ခါကျတော့ကျမကဒီတိုင်းအဲ့မအာမင်္ဂလာဘဲဆက်เนาะအဲ့ဆိုင်ရှိရလေးထိုင်လို့ရတယ်ဒီဘက်သွားလို့ရှင်ကားပါကင်တက်လို့ရနေရရှင်မအဲ့မှာမျက်ခင်းစိမ့်လေးအတုံးလေးရှိရဲလေအဲ့အတုံးလေးမှာကျမထိုင်ပြီးစောင့်တာပေါ့เนาะဈေးလဲဝယ်ပြီးသွားတော့ တနာ45နှစ်နာရီပေါ့ရခြင်းပေါ့အဲ့လိုထိုင်နေတဲ့ချိန်မှာအဲ့လိုဘေးနားမှာအဲ့လိုတခြားအဲလူတွေရောက်လာလိုက်သူတို့ကားနဲ့ပြန်ထွက်သွားလိုက်အဲ့အဲ့လိုမျိုးပေါ့နော်လာလာနားလိုက်အဲ့လိုပေါ့လူကတော့မပြတ်ဘူးကွာဒါပေမဲ့အဲ့လိုလူပြတ်တဲ့ခဏလေးအတွင်းမှာရောက်ကရှာပုံစံမျိုးနဲ့အိုးထုံနဲ့ဂျင်းပေါင်းမီလဲအဲဂျင်းပေါင်းမီအရှိနဲ့အဲဖနက်အပါနဲ့ပေါ့နော်သူကရောက်ကရှာပေါ့ကျမနာကတ်လာပြီးတော့ဘာပြောလဲဆိုတော့အဲ့လိုထိုင်နိုင်ခြင်းမင်းနော်ဟိုအားညီမရဲ့ ကေဘေးဝေဘေးရှိလာတယ်ဆိုတော့ကျမကဟိုးရင်တဲ့အချင်းတစ်ခုရှိရလို့လူစိမ်းတွေပါစကားလာပြန်ကျမမကြိုက်ဘူးအဲမသိတဲ့လူဆိုကျမစကားပြတ်မပြောအဲ့နဲ့ထိုင်တယ်ဟွန်းဟွန်းလို့ဆိုပြောပဲပြောလိုက်တကွာအဲ့နဲ့ဆိုချက်ချင်းတစ်ခါထပ်ပြီးလဲဆိုအဲ့ဆိုရဲကေဘေးဝေဘေးထုတ်လို့ရတဲ့နေရာရှိလာတယ်ဆိုတော့မသိဘူးလို့အဲ့ညနေထားနဲ့အဲ့ပုံစံနဲ့သူ့တစ်ချက်ကြည့်ပဲကျမကနေဖုန်းပြန်တော့နေတယ်အဲ့ဆီမှာတော့ဘေးနားမှာညင်ညင်မနေဘူးကွာ YouTube ရတာနဲ့ကွာတကယ်လို့တခုမဟုတ်တာလောက်တော့မဲ့ပုံစံ အဲ့လိုမျိုးလူတွေဆိုခဏမငြိမ်းတဲ့ပုံစံမျိုးကွာတိ။အဲ့နဲ့နောက်တစ်ခါပါထပ်မိလဲဆိုတော့ဟိုအဲ့မှန်တတာတဲ့မှန်တတာကိုတဲ့ဘယ်လိုသွားရမလဲကျွန်မထင်တာ time city ဘက်ကမှန်တတာကိုပြောရတယ်။အဲ့နဲ့မသိဘူးလို့ကျွန်မကအဲ့လိုလာမမင်းနဲ့လို့ဆိုပြရတယ်။ အရန်သိချင်နေလို့ရှိမှာ security ၃ရောက်ရှေသူတို့သွားမိလိုက်ဆိုကျွန်မအဲ့ထိုင်နေနေရမှာဒီအဲ့ကားပါကင်ပါဝင်ချင်မှာရှေ security အကိုကြီး၃ရောက်ရှိတယ်ပြီးတော့အဲ့လိုမျိုးဟို entry အပလေးအမှအဝင်အထွက်ကိုစစ်တဲ့ security အမှ main ကလေးမျိုးသမီး၂ယောက်ကို၂ယောက်လည်းရှိတယ် total ၅ယောက်လောက်ရှိတယ်ကျွန်မပါဝင်ချင်မှာဘလောက်တတိကောင်းလဲဆိုတော့ပြောပြကွာတဲ့အဲ့လိုဘေးနားမှာမယုံတော့ပါနဲ့အဲ့ဒါနဲ့သူကဘာပြောလိုက်လဲဆိုတော့ကျွန်မထပ်ပြောကျွန်တော်ရဲ့ အဲနဲ့အော်တငယ်ချင်းလာစောင့်နေရတယ်သူ့ကိုကျွန်မဘာစကားမှမပြောဘူးကြည်လည်းမကြည့်ဘူးကျွန်တော်ကတငယ်ချင်းတယောက်ကိုလာစောင့်နေရတယ်ကျွန်တော်ကလည်းပြန်ရမှာဝေးတဲ့ဖာညာတယ်လို့ဘေးနားမှာလာပြောပါလို့သူ့ရဲ့ကျွန်မလည်းနားမထောင်ချင်းကွာဘာလည်းလာပြောနေမှမသိရဘူးသူ့အဲ့လိုပဲတစ်ချက်ပဲဝေးပြီးကြည့်လိုက်ဒါပေမဲ့အဲနဲ့ကျွန်မကျွန်မရဲ့ဒီဝက်ချက်ညစ်တဲ့ချက်ပေါ့နော် ready ကင်ထားတယ်တခູ່ခုတိချက်ပို့ပြီးတော့ကတ်လာလို့ရှင်ကျွန်မထိုးပြီးတော့ဟိုဘက်ပြေးမယ်ကျွန်မအဲ့ဟာပဲကျွန်မခေါင်းထဲမှာရှိတယ်ကျွန်တော်ဘာမှပြောထုတ်လိထားပြီးတော့ထားခဲ့မယ်ပေါ့ဒီကတော့ကြည်နေရကျွန်တော်ရဲ့တငယ်ချင်းတွေမှာလည်း main ကလေးတွေပါတယ်ဆိုရင်ကို့အနားကိုဒီလိုမျိုးလာကတ်တဲ့အခါလုံးဝအကက်မခံနေပြန်တော့တခູ່ခုတုံ့ပြန်လို့ရအောင် ready ပြင်ထားပြအခုကတူစည်းတွေလည်းအရန်ပေါ်တယ်နော်အဲ့လိုလက်က ready ပြင်မိတာ ဒါပေမဲ့သူကဘာမှလို့ပြောတော့ကွာပြည်ပြည်သူဘတ်ဆိုပြောလို့ဖုန်းလို့ကွာကျမကသူ့အရင် against လုပ်နေပြီဆိုတော့သူတိသွားတဲ့အချိန်မှာအဲ့လိုမယုံမရဖြစ်ပြီးတော့ဖုန်းကိုကကန်လိုက်ကင်ပြီးတော့ကွာအမေတဲ့တိလားဖုန်းကကွာပုံမှန်ဆိုလို့ရှိရင်တီးတီးတော့ဝင်ရောက်มาပဲသူကအဲ့ဒါလည်းမစောင်းဘူးဘတ်ဆိုချက်ချင်းကင်ချက်ချင်းစကားတွေပြောချလိုက်တယ်အမေတဲ့အဲမြင်လာတဲ့ဆိုတော့အဲ့လိုစကားမျိုးအရင်စပြောချိန်မှာကျမထင်တာသူတယောက်တည်းရောလာတာတော့မဟုတ်လား ဒီနံပါတ်2ရက်3ရက်လောက်ရှင်းရှင်းမှာဒါကျမပတ်ဝန်းကျင်ကိုတစ်ချက်လမ်းကြည့်လိုက်ချင်ပါဘေးပတ်ဝန်းကျင်မှာရှင်းနေအဲတယောက်မှတော့လူတော့မတွေ့ဘူးကွာဒီအဲ့နဲ့အဲစကားတွေရောကွာအတူလေးတွေပဲပြောတာဒီကအမေကိုပြောနေတဲ့စကားပုံစံမျိုးလုံးဝမဟုတ်စကားအတူအပြက်ကလေးပဲပြောပြီးတော့သူကအဲဘတ်စဖုန်းကြီးချတာကျမသိကြတယ်ကွာကျမအဲ့လောက်ဆိုလူခဲကမှမအောင်အဲသူတို့ဒါ အဲ့လိုလှုပ်ရှားနေတဲ့လူတွေတရရောက်လာကျွန်မပြောချင်တာအဓိကပြောချင်တာဖွဲ့ရရှိမယ်နော်ဖွဲ့ရူပါတော့ဆိုတာခလေးလေးလူငယ်တွေအတငယ်ချင်းတွေနဲ့မုတ်ချင်းစားကြတဲ့နေရာဆိုသူတို့ကကောင်းကောင်းသိထားတယ်အဲ့တော့ကျွန်မစိတ်ထဲမှာအဆင်မပြေဘူးထင်ကျွန်မတတ်တော့တတ်တာမဖြစ်တော့ဘူးလို့ခံစားရရင်ကျွန်မအဲ့လိုမမရရင်ပြောချလိုက်တယ်ကွာဒီလားတစ်ခါလန်သွားပြီးရောနောက်တစ်ခါလာမလုပ်တော့အဲ့လိုစိတ်မျိုးကျွန်မမှရှိရတယ်ကျွန်မပြောချလိုက်ချင်မှန်သွားတယ် ဘာဘာဆိုအဲ့လိုအိုးထုတ်ဒီဆောင်မျိုးပြန်ထောက်ပါခွာတက်ဒါကျွန်မမမရရပြန်ပြောလွတ်လိုက်လို့မမရရပြန်ပြောရဆိုတော့ခွာအဲ့လိုမျိုးဘယ်လိုပြောပဲ welcome လောက်တဲ့ပုံစံမျိုးမဟုတ်တဲ့ဟာကို तू တိသွားတဲ့အချိန်မှာလည်းမယိုးမယွရဖြစ်ပြီးတော့ तू ရှက်ကိုရှက်ကန်နေဖြစ်ပြီးတော့ထပြီးတော့ခွာဒါအခုဆိုလူတွေကလည်းခဏခဏပြောက်ကြတယ်လေတဲ့ तू ဈေးလောက်ချင်တာလားဖုန်းလုချင်တာလားဘာမှမသိဘူး ဲ့ဘေးနာကိုအဲ့လူစိန်အကန့်မခံပါနဲ့မကြိုက်ရင်မကြိုက်မှကြောက်ပွန့်ပွန့်လန်လန်ပြောပြီးတော့အဲ့လူပြတ်တဲ့နေရာကြီးတယောက်တည်းမတော်နဲ့ဘုံမမှန်တဲ့လက္ခဏာတွေ့ရဖုန်းပြောနေတဲ့ဟာကြီးကြားလိုက်ရချင်းမပို့ပြီးတေချာသွားတယ်အဲဒါကျွန်တော်ပါနော်ဒါကျွန်မအပြင်သွားအမြင်ဆောင်တယ်ကျွန်မရဲ့လက်ဒီလိုဒီလိုဟိုဘာလဲနိုင်လေနိုင်ရဲ့ကြားထဲမှာကျွန်မတက်စီစီးရင်တက်စီစီးရင် အဲအပြင်တယောက်ထဲသွားတဲ့အခါမျိုးဆိုကျွန်မအရင်အဲ့လိုဖတ်ပြီးယူသွားတဲ့အချင်းရှိရပေါ့နော်ကျွန်မဟိုငယ်ငယ်ကခလေးပွားတော့ဆိုကျွန်မအရင်တယောက်ထဲသွားတဲ့အချင်းရှိရောဒီမှာလေဓမြောကောင်လေကျွန်မဓမြောကောင်စောင့်နေကြတော့အဖေကလည်းနေဟာလည်းဟဲဖန်ခန့်နေရပါအောင်မယ်။ဘာညာပါတည်ရမှာမင်းကလေးဖြစ်ပြီးအဲ့လိုရင်မဆောင်စမ်းပါနဲ့ပေါ့တည်ရမှာ။အဲ့တော့ကျွန်မပြောချင်တာကအဲဒီလိုမျိုးတွေမဆောင်တိုင်းတော့မှလို့ spray တည်တည်။ Chili spray တို့အဲ့လိုမျိုး ဟိုလျှက်စနစ်ထည့်ခြင်းဆက်တာပါလေအဲ့လိုဟာမျိုးလေးညီမလေးစောင့်သင့်တယ်လို့တော့ကျွန်မကတော့ကြံပေးခြင်းနဲ့အဲဒါကမဖြစ်တော့မဖြစ်လိုက်ဘူးပေါ့နော်ဒါပေမဲ့ညာကျမကဒါအဲရှိရပါညာလဲစကားမျက်ကောင်းကိုပြန်ပြောလိုက်မိရင်ဘာဆက်ဖြစ်မလဲကျမလည်းမသိဘူးအဲ့တော့မလွယ်တော့ဘူးနော်အကောင်းဆုံးပဲနှစ်နာရီနော်နေ့လည်းနှစ်နာရီမဖြစ်တာအဲ့လို group light လောက်ရှာတာလို့တော့ကျမကတော့အဲယူစားတယ် ကြည်ုံပြန်တော့ဒါ main ကလေးတယောက်တည်းဆိုပြီးတော့ဒါသူတို့ကလှုပ်ရှားလို့ရတယ်ဆိုပြီးတော့အချင်းမှတ်ပြီးတော့လာတာပေါ့ဗျာနော်ဒီရောက်တော့သူတို့ထင်တာမြင်တာနဲ့တခြားစီဖြစ်နေတာဒီထဲမှာ main ကလေးတွေပါတယ်ဆိုရင်လည်းပေါ့နော်ကျွန်တော်ညီမတွေအမတွေဒီဗီဒီယိုလေးကနေသင်ခန်းစာတွေအများကြီးရမယ်လို့ထင်နေဗျာနော်သစိမ်းယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်ကိုနားကိုကတ်လာတဲ့အခါသူတို့ဟာလူကောင်းလားလူဆိုးလားလူယုံမာလားကိုယ်ကြံနေတာလားဆိုတာကိုကိုယ့်ရဲ့စိတ်ကဗျာတမျိုးမျိုးထင်တာတွေပါဖြစ်နေလိမ့်မယ် အဲ့ကြရင်လုံအောင်ကိုပြော့ထည့်လိုက်ပြန်နော်အာမနာနဲ့ဒီမှဆိုရင်တော့ဇကားကိုကြာကြာလက်ခံဖြည့်ကြားခြင်းမရှိလို့နော်တူတူပြက်ပြက်ပြော့ထွက်လိုက်လို့တကယ်လို့သာသူပြောတဲ့ဟာကိုစိတ်ရှိလက်ရှိနဲ့ပြန်လည်ဖြည့်ကြားမယ်ဆိုရင်ကြာရင်တော့သိပြီတော့မကောင်းလာဘူးပြန်နော်ကျမတို့အိမ်ကိုတခိုးဝင်ခိုးတဲ့အချိန်တုန်းကကျမတို့တွေကမနဲ့မိုးတင်းတဲ့အချိန်မှာရဲစခန်းကိုသွားတိုင်တယ်ရဲစခန်းကိုသွားတိုင်တဲ့အချိန်မှာအာစခန်းကတာဝန်ရှိသူ ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တက်ရောက်ပေါ့ ကျမတို့အိမ်ကိုလိုက်လာတယ်။တကိုးဖောက်တဲ့နေရာတွေကိုကြည့်တယ်။ကျမတို့ရဲ့ CCTV မှတ်တမ်းကိုသူ့ကိုပေးတယ်။ကျမတို့ကိုသူကအမှုဖွင့်မလားဆိုကျမတို့ကအမှုမဖွင့်တော့ဘူး။ကျမတို့ကအမှုမဖွင့်တော့ဘူးပေါ့နော်အဲသူတို့ကလည်းဟုတ်တယ်လေကိုကိုလေးကအမှုမဖွင့်တော့ဘူးဘာဖြစ်လဲဆိုတော့ဩတံမိုးကြီးပစ္စည်းလေတခုမှပါမသွားဘူးဒါပေမဲ့အိမ်ထဲကိုဖောက်တယ်ဆိုတဲ့ရတော့တိတ်မကောင်းဘူးပေါ့နော်အဲနဲ့ကျမတို့ကိုတာဝန်ရှိသူတွေကိုကျမတို့ကမေးတယ် တကယ်လို့အဲ့တကူကဝင်လို့ကျမတို့တွေကမိလို့ order ဆိုရင် तू ကသူ့မှာပါလဲလက်နဲ့တဲ့ကျမတို့ကိုလုတ်သွားမှာအဲ့ခါကျရင်ကျမတို့ရဲ့လုံခြုံမှုကိုဘယ်လိုလုပ်မလဲကျမတို့ကပြောတယ်ပေါ့နော်ဒီမှာတကူကိုလည်းဒီမှာ CCTV မှတ်တမ်းတွေရလဲ data တွေ့တယ်လीနော်အဲ့တော့ကျမတို့ရဲ့လုံခြုံမှုဘယ်လိုလုပ်ရမလဲကျမတို့ကိုကူညီပေါ့ပေါ့နော်ကိုရီးယားအဲ့လိုမျိုးပြောတော့ကျမတို့ကိုတာဝန်ရှိအင်ကိုဟိုလိုက်လာတဲ့တာဝန်ရှိပုဂ္ဂိုလ်ကဗာပြောလဲဆိုတော့အဲဟုတ်ပါတယ်ကျမတို့ဒီတကူခိုးတဲ့အချိန်တုန်းကဆိုရင်ဟိုဟာပေါ့ 2020နှစ်မှာပေါ့เนาะ2020နှစ်အေ2029လပိုင်းလောက်မှာကျွန်မတခုခုခံရ9လပိုင်း10လပိုင်း10 9လပိုင်း10 10လပိုင်းလောက်မှာခုခုခံရတာအဲ့ခါကျသူကဗာပြောလဲဆိုတော့ဟုတ်ပါတယ်နိုင်ငံရေးတွေလည်းတည်ငြိမ်မှုမရှိတဲ့ခါကျတော့သူတို့ကဗာပြောလဲဆိုကျွန်တော်တို့ရဲ့လုံခြုံမှုတွေတော့ကျွန်တော်တို့မှာတဲ့ကိုယ့်ကိုယ်ကိုသူတို့စူးစမ်းနေရတယ်ပေါ့เนาะအဲ့ဒါကြောင့် ကိုရဲ့အိမ်မှာလဲကိုလုံကြုံမှုလဲကိုဘကိုစူးစမ်းပါတဲ့ကို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 လုံကြုံအောင်နေပါတဲ့ကျမတို့တာဝန်ရှိရဲ့သူကတကယ်လို့အဲ့လိုမျိုးဝင်လာလို့ရှေ့လို့ကိုရီများသိရင်ကိုကဥအောင်တိုက်ခိုက်ပါတဲ့ကျမတို့မှားထားတယ်ကိုကမဥရင်သူကကိုကိုဥအောင်လောက်သွားလိမ့်မယ်တဲ့အဲ့တော့တဲ့ကိုကဥအောင်သူ့ကိုလောက်ပါလို့အဲ့လိုပြောထားတယ်နော် အဲ့လိုမျိုးပြောထားတယ်အဲ့တော့ကျမတို့ကလေဘာလို့ယုံသွားမှာလဲမသိဘူးเนาะတကယ်လို့များကျမတို့ရှိကိုအခုလိုမျိုးဟိုတခိုးခိုးတယ်ကျမတို့ကလည်းဆိုင်နေဖွင့်ထားတာလေတခိုးခိုးတယ်အိမ်ထဲကိုတခိုးဝင်နေဆိုရင်ကျမတို့ကလက်ဘူးလက်ချက်မိနေကျမတို့ကဥအောင်လောက်ရမှာလေဒီမဆိုရင် तू ကကိုယ်ကိုလောက်သွားမှာလေလောက်မှာပဲเนาะအဲ့ဒါဘာလောက်ရမှာလဲလို့လည်းဖြေပေးကြအောင်เนาะပြီးတော့အခု ဒါလက်ဘူးလက်ချက်မိရဲ့တစ်ချိန်လည်းမဟုတ်ဘူးနှစ်ချိန်လည်းမဟုတ်ဘူးနော်လုံလို့ရလို့ထပ်ထပ်ပြီးလာနေအောင်ဒီဆိုင်ရှင်ကခွင့်ပြုပေးရမှာလားရှင်ဟုတ်တယ်မိသွားတဲ့ခါကျရင်လည်းအိုးဟိုမှာရေနွေးပူလောင်းပါညာဆိုတာဒါကတော့ချင်းချောက်တဲ့သဘောနဲ့ပြောတာလို့ပဲနားလည်ပေးကြပါနော်ဒါ6 6တဲ့သဘောပါနော်ဒီကလေးတွေဆိုတာလေအဲဟိုဘယ်လိုပြောမလဲခလေး ကလေးလေးကတော့မဲမာတယ်ဒါမသိတဲ့အရွယ်အဲဒါကိုလည်းလက်ခံပါတယ်ဒီကလေးလေးကိုတော့အမှန်တကယ်ခေါ်ထုတ်သွားရမှာတူတူကိုကိုတခုံးနဲ့ပါလာတဲ့ကလေးတော့ခြေရှင်တဲ့လူမရှိဘူးလို့ထင်တာပဲဒီမှာပြောရလဲဒါမှန်နေဗျာနော်ကိုပင်ပင်ပန်းပန်းနဲ့ချွေးနေစာနဲ့ရှာထားတဲ့ပစ္စည်းကိုဘယ်ကမှမသိတဲ့သူကနော်အချောင်လာလူချင်းတာချွေးတစက်မှမကြဘဲနဲ့သူကအตาလေးမှသွားချင်တာဆိုတော့ပိုင်ရှင်အနေနဲ့တော့အယံခံစားမယ်လို့ထင်နေဗျာနော် အခုချိန်တွေကလည်းကိုယ့်ရဲ့လုံခြုံမှုကိုကိုယ့်ရဲ့ပစ္စည်းတွေရဲ့လုံခြုံမှုကိုကိုကိုယ်တိုင်စောင့်ထိန်နေရတဲ့အခြေအနေအနေအထားမျိုးဖြစ်နေတာဗျာနော်တခုခုဆိုရင်လည်းကိုယ်နားမှာဘယ်သူမှမရှိဘူးဒါကြောင့်ဒီအမပြောသလိုပဲနော်ခမရသူကိုယ်ကိုစော်တဲ့ချိန်ကြီးစောင့်နေနေနော်အော်လဲအော်နေနဲ့ကိုကတော့ဥအောင်တာဖြောထုတ်လိုက်ဗျကျင်းနေကျွန်တော်တကယ်ချင်းတွေ့မှာလဲပေါ့နော်ဒီအမလိုမျိုးအဖြစ်ပြက်မျိုးတွေကြုံမှုကြတဲ့လူရှိလားဗျာနော်ရှိတယ်ဆိုရင်လည်းကျွန်တော်အောင်မှာ comment လေးနဲ့ရေးပေးခဲ့ပါအောင်ဗျဒီနေ့ပြိုလေးကတော့တလောက်ပါပဲဗျာနော်နောက်ထပ်ပြိုမှာကျွန်တော်တို့တွေပြန်လဲစုံတွေးကြပါအောင်မယ်ဗျာနော်